တို့ကြီးတို့ကပြောနေတယ်လို့မဆော်ကပေါ့ဟောသူတို့ပါဇက်ပါတာပြောပါစီလို့ဟောလာပြလမော်လည်းရှင်ဘုရားကိုပြောနေတယ်ဗျာတဲ့ရှင်ဘုရားဩသူကကျုပ်ဆဲရတော့မဆဲဘူးသူသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ပဋိက္ခပုတ်ရှိတဲ့အဲ့နေရနတ်သနတ်ခွန်တဲ့မပြောနဲ့ငါအတိလာကအဲ့ဘုန်းကြီးကိုစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့229တွယ်တော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိရလေဘယ်ဖုန်းကြီးလိုက်နာတာရှိလဲခုခက်ပါ ဒီကျွန်တော်တို့ဘင်္ဂလားဒေ့မြန်မာအိန္ဒိယသုံးဖွဲ့ဆိုင်နားမှာတည်ရှိတဲ့မြန်မာတပ်မတော်ရဲ့စခန်းတွေကိုတို့ဝင်အောင်တိုက်ခိုက်တယ်တိုက်ခိုက်ပြီးတော့ကျွန်တော်တို့အမှနှုံပြူလဲကြတယ်ထရိုင်လဲကြတယ်ကြိုင်းကြိုင်းအောက်ကိုတဖြည်းဖြည်းစုံစင်းတယ်စုံစင်းပြီးတော့ကျွန်တော်ပလောက်ဝထက်ကြတယ်ပလောက်ဝထက်ကြပြီးတော့ကျွန်တော်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်အဲ့ရတော့ကျွန်တော်တို့ထိုးဆင်းလာခဲ့တာအခုတော့တည်သားမင်းတို့ကောင်တွေထိုးဆင်းတာမဟုတ်ထွက်ပြေးတာဟာထိုးဆင်းလာခဲ့တာဖြစ်ပါလေ ကျွန်တော်မျိုးတွေအားလုံးပဲဘဝဘီးနဲ့မြေဘီးတံမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့ကတော့စက်တင်ဘာလ29ရက်နေ့တနင်္လာနေ့ညပိုင်းဒီနောက်ဆုံးရသတင်းချို့ကိုပြပြသွားမှာဖြစ်ပြီးတင်းကောင်းနေလည်းပေါင်ဝင်နေဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေအားလုံးပဲဗီရွှေနဲ့နားဆင်အောင်ပါလေဖြစ်ပါတယ်။ Brown Zone နေပုံနေကတော့ရုရှားပြန်မင်းအောင်နိုင်ကိုကြိုဆိုဖို့ဆိုပြီးတော့စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်ကိုလာရန်လမ်းစရိတ်တွေပေါ်တယ်ကပေါင်ဝင်ဒီထိုင်စားတော့ရဲခုကန်းကစီရင်ငိမ့်နဲ့ငွေကျက်၃000ပေးအဲ့အင်းနဲ့ရည်တံဥပပေး ုံဘိုးတွေပါပေးနေဆိုတော့သိရှိရပါတယ်အေးပျော်တာပေါ့မင်းရောင်းတဲ့ကောင်ခီးသွားတဲ့အတိုင်းပြန်ရောက်လာမဟုတ်ဘူးစောင့်စောင့်ဂျိုးနေကြတာဒီကောင်တွေပဲရှိတယ်တကယ်ပြည်သူစစ်တွေကတော့ဘယ်ဂျိုးမလဲပြန်မလာကောင်းနေပဲဆိုပြီးတော့အများတန်းစူတောင်းနေကြတဲ့ကောင်လူတွေလीတခြားကြီးစင်ကပြန်လာတဲ့မင်းရောင်းလိုင်းကိုဂျိုးဆိုးဖို့ဆိုပြီးတော့တုံးတုံးပေးရဲဆိုတဲ့တဲ့ရင်ကတော့ထွက်ပေါ်နေမယ်လက်ရှိမှာမရတဲ့သူတွေရှိတယ်ဆိုတော့လည်းကြားနေကြပါတယ်ဒါတော့ကြားနေကြအတိုင်းပဲသိတဲ့အတိုင်းပါပဲပေးမယ်တာပြောတာပေးတာမပေးတာနောက်မှတစ်ဖိုင်းဆိုတာတော့သူတို့ပဲလीတံပတ်မင်းရောင်းလိုင်းနိုင်ငံခြားကြီးစင်ကပြန်လာတဲ့ဂျိုးဆိုးရန်အတွက် စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကန်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ချို့ကတော့အကုန်ကြခံစီစဉ်ရောင်းနေသိရှိရပါတယ်။မြန်အောင်လိုင်းကိုကျူဆိုရေးနေပြည်တော်ကိုလာမဲ့စစ်တပ်ဘက်တော်သားတရုတ်ဆောင်တွေအစိုးရတွေအာသလူရှင်တော်များမဘာသာပုံကြီးများမျိုးသားရေးဆွေးနွေးများတွေ့နန်းစီဟိုတယ်ကစားသိရက်ကူစီရိတ်ပုံဖို့ဖြင့်ငွေကျပ်3000ကိုတော့တကယ်ပေးမှာဆိုပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကစီစဉ်နေရတော့သိရှိရပါတယ်။မြန်အောင်လိုင်းပြည်ပခီးစဉ်ပြန်လာတိုင်းရန်အောင်စိုးမြတ်သူစားဒိန်းတောင်ကန့်စီသူမေတန်းသူမေတင်စာဥစတဲ့စစ်တပ်ဘက်တော်သားတရုတ်ဆောင် အသက်လူရှင်တော်တဲ့တော်တော်တွေခြွေလာရောက်ကျူစုလက်ရှိပြီးတော့ဘဝသားနဲ့မျိုးသားရေးဆုံးရောက်များကလည်းငွေကြီးရသဖြင့်လာရောက်ကျူစုကြောင်းလည်းသိရှိရပါတယ်။ကဲနောက်တစ်ထူးကြတစ်ခုနေနဲ့ကတော့အစဉ်ဦးဥဆောင်ပြီးတော့အကုန်းမှာအပြူတော်များဆိုပြီးတော့မပြူတပြူတွေကနေပြီးထပြီးတော့ရရင်နဲ့ပြူတဲ့ပြူတွေကသူတို့ကိုသူတို့အစွဲအောက်ကိုင်းအကုန်းသမားတွေကနေပြီးတော့ဆိုရင်တော့မင်းအောင်နိုင်ရဲ့ပွဲကိုအိမ်အစိမ့်ကြံ့ဖို့ပါတီအိမ်ကြီးဝစ်ပြီးတော့မဲဆွဲပြီးမှသွားရောက်ကျူစုရောက်တဲ့ ါပါတယ်ပြောရရင်တော့ဗျာကြံဖို့ကနေပြီးတော့တူစုခိုင်းလို့ကြံဖို့ရဲ့အနေနဲ့ကျူစုတာဆိုပြီးတော့တူစုနေရာကြောင်းလည်းမြင်နေရဖြစ်ပါတယ်ဒီမှာပဲသူတို့တွေကသူတို့ကိုသူတို့တက်ကုန်းမှပြူတော်များဆိုပြီးတော့နာမည်ကြီးလည်းကြည့်ပါအောင်ဗျာနောက်တဲ့တင်ပုတ်အနေနဲ့ကတော့ဘကိုးတိုင်းပြည်မြို့မှာကြံဖို့ပါတီမဲဆွဲစည်းရုံးပွဲတွေကိုကြံပတ်စစ်တဲ့ဟာတိန်တောင်းရင်တုံးလုံးတက်ရောက်ရန်ပြည်သူများကိုချင်းချောက်တက်ခိုင်းနေကြောင်းလည်းဒေသခံပြည်သူတွေပြောတာတွေ့ရှိရပါတယ်။အိုးလွန်ခဲ့တဲ့နှစ်တည်းနှစ်ကိုပြန်ဝါလို့ပါပဲ။တကယ်ဥမာပဲအိုးကြောရွာဒီမှာ ီးရနေပြီးတော့မောင်းထူပြီးတော့တိမ်တယောက်မဖြစ်မနေလာမယ်ဆိုပြီးတော့ချင်းချောက်ပြောသလိုပဲအခုမှလည်းတော့ဒီထဲမှာကြက်ဖို့ပါတီကအာနာတော်မရသေးဘူးအာနာပြနေတော့မြင်နေမှာဖြစ်ပါတယ်စတင်ပါလာပိုင်းမှာစာပြီးပြည်မျိုးပေါ်နဲ့ပြည်ရွာအုပ်စုများမှာကြက်ဖို့ပါတီရဲ့ကြေးပါတီကိုများနဲ့အုပ်ချုပ်ရေးမှုယာယီမှုများဥပပေါင်းကရက်ွက်ကြေးရလိုက်မဲဆွယ်စည်းရုံးနေခြင်းဖြစ်ကြောင်းစစ်တဟားပြည်သူများကိုချင်းချောက်ရန်ကြက်ဖို့ပါတီရဲ့မဲဆွယ်စည်းရုံးဘက်ကိုချင်းချောက်တက်ရောက်ခိုင်းကြောင်းနဲ့ကိုကြက်ဖို့ပါတီမဲဆွယ်စည်းရုံးမှုပွဲများကိုလည်းအကြမ်းမဆစ်တဲ့အောင်တိန်တောင်းနေ တဦးနှုံအတင်းနမရှင်းချောက်တယောက်ခိုင်းနေကြောင်းနဲ့တယောက်ချင်းမရှိသူများကိုလည်းအော်တာဆက်ဖမ်းဆီးမယ်လို့ပြောကြောင်းလည်းသိရှိရပါတယ်။ဟောက်တဲ့တဲ့ရင်ပုံအနေနဲ့ကတော့စိတ်မကောင်းစရာတဲ့ရင်ဖြစ်ပါတယ်။ရှင်ပြီးနဲ့ဘိုင်းမော်မျိုးနဲ့ရုံးမျိုးကိုပြန်ပတ်စစ်တဲ့ဟာလေးနဲ့ဘုံကျက်တဲ့ခဲ့ချင်းကြောင့်လေးငယ်နှစ်ဦးပေါဝင်ပြည်သူရှေးဦးတည်ဆုံးခဲ့တဲ့ပုံတွေကိုတော့ကျွန်တော်တို့တယ်လီဂရမ်မှာတော့ရောက်ကြည့်ရှုနိုင်ပါတယ်။သာဒီနေမွန်လုံးပိုင်းမှာဖြစ်သွားတာဖြစ်ပြီးတော့အဲ့ဒီပုံနေနဲ့အတူတူထုတ်ကံမော်ကတော့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေမင်းတို့လူစိတ်မရှိကြတော့ဘူးဆိုပြီးတော့ တင်ထားတာလည်းတွေ့ရှိနေရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့အခုလိုလူစိတ်မရှိတဲ့စစ်ကွေးတက်ကိုပဲရောက်ဒီမှာရွေးကောက်ပွဲကျင်းပဖို့အတွက်ပြင်းတက်၃ဘွဲ့စစ်တက်ရွေးကောက်ပွဲလုံခြုံရေးယူမလို့ထုတ်ပြန်ကြေညာလိုက်ဖြစ်ပါတယ်။ဒါကတော့ BGF ကနေပြီးတော့ကြေညာလိုက်တာဖြစ်ပြီးတော့လက်ရှိချိန်မှာကတော့ကရင်ပြည်မှာရှိတဲ့ကရင်ပြည်သူတွေကရင်လူမျိုးတွေရဲ့တက်ပေါင်းစုက၃ဘွဲ့ဟာအခုတုံးမဲ့ရွေးကမင်းအောင်လိုက်ရဲ့ရွေးကောက်ပွဲကြီးကိုအားရပါရနဲ့ဝင်းရံပြီးတော့ကောက်ွယ်ပေးမှဖြစ်ကြောင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တကယ်ကိုမှပဲရင်နာစရာကောင်းတဲ့ကရင်လူမျိုးတွေအနေနဲ့ကတော့အဲမှာ အလိုမျိုးပွဲပြချားနာနေတဲ့ညနေသီးရတော့သူဘောကလွတ်ဖို့ပါဆိုတော့ရုံးကံဝင်နေတာတကူလေးဖြစ်နေပါတယ်ဒီတက်ဘလော့ကတက်ဘလော့ကပေါင်900ဘုံနှလုံးနဲ့ကျဲချလိုက်တယ်လို့ဖော်ပြထားတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ A ဘော့ဝင်တွေထိခိုက်တာတွေများတယ်တိတ်ဆုံးတာတွေများတယ်လို့ဖော်ပြထားတယ်ဒါသူတို့ဘက်ကဖော်ပြချက်သူတို့ကဖော်ပြချက်အပလောကတက်ဘလော့ကဘုံမကျတာတော်တော်ကြာသွားပြီပလောကမျိုးနယ်ဆိုတာကဒီ A ရဲ့ဌာနချုပ် A ရဲ့ဌာနချုပ်တကယ်တက်ဘလော့စကန်နေစပြီးဆုံးရှုံးခဲ့တာကဒီ ပလောဝါမျိုးနဲ့အဆဆုံဆုံးခဲ့တာအမှကျွန်တော်ဘင်္ဂလားဒေ့အိန္ဒိယမြန်မာသုံးဝင်ဆိုင်တရှိတဲ့နုံမျိုးတို့ထရွန်ဟိုင်းတို့အဲ့ဒီကနေပြီးတော့အကြမ်းဖက်အုပ်စုတွေကတိုက်တယ်ဗျအေးအုပ်စုကတိုက်တယ်တိုက်တိုက်နေကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာမြောက်ပိုင်းရခိုင်ပြည်နယ်တကွင်လုံးကြီးကျွန်တော်ပါဝါခဲ့တာဖြစ်တယ်နုံမျိုးရဲ့ထရွန်ဟိုင်းကနေစတိုက်တာလက်ရှိမှာလည်းအဲ့ဒီအိန္ဒိယမှာလည်းအကြမ်းဖက်အုပ်စုတွေတက်ဆွဲထားတယ်ရခိုင်ကကျွန်တော်တို့ဒါပြီးခဲ့တဲ့2010အစိုးရ2015 2010အစိုးရလက်ထက်မှာဒီအေက ပလောက်ဝခွင်ပလောက်ဝမြို့နယ်တွေမှာသူတို့ရဲ့ဒီဌာနချုပ်ကိုဖွင့်လိုက်ခဲ့တာအဲဒီကနေသူတို့အင်အားတွေစုဖွဲ့တယ်အင်အားတွေစုဖွဲ့ပြီးတဲ့နောက်ပိုင်းမှာပြည်တွင်းမှာဖြစ်ပေါ်လာတဲ့နိုင်ငံရဲ့အခင်းအကျင်းကိုသူတို့ကအခွင့်အခွင့်ကောင်းပြည့်အသုံးချပြီးတော့ဒီကျွန်တော်တို့ဘင်္ဂလားဒေ့မြန်မာအိန္ဒိယသုံးဝိဆိုင်နားမှာတည်ရှိတဲ့မြန်မာတပ်မတော်ရဲ့စကန်တွေကိုသူတို့ဝင်ရောက်တိုက်ခိုက်တယ်တိုက်ခိုက်ပြီးတော့ကျွန်တော်တို့အမှနုံပြီးလဲကြတယ်ထရိုင်လဲကြတယ်ကြိုင်းကြိုင်းအောက်ကိုတဖြည်းဖြည်းစုံစင်းတယ်စုံစင်းပြီးတော့ကျွန်တော်ပလောက်ဝထက်ကြတယ်ပလောက်ဝထက်ကြပြီးတော့ကျွန်တော်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်အဲ့ရတော့ကျွန်တော်ထိုးစင်းလာခဲ့တာအခုတော့တည်တာမင်းတို့ကောင်တွေထိုးစင်းတာမဟုတ်ထွက်ပြေးတာဟာ ော့ကြောင်မဲမျိုးအခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီတက်မလို့စစ်ကြောင်းတွေကကြောင်မဲမျိုးကြီးကိုရောက်သွားပြီကြောင်မဲမျိုးရဲ့အခြေကိုရောက်အခြေအခြေကိုရောက်သွားပြီမျိုးကြီးကိုရောက်သွားပြီပြီးခဲ့တဲ့ရက်ကစနေမလာ26ရက်နေ့ကတက်မလို့ကဒီကြောင်မဲမျိုးနဲ့လေးမိုင်ခန့်အောက်မှာရှိတဲ့စက္ကန်းသာကျွာကိုထိ ंछ ုံနိုင်ခဲ့တယ်ထိ ंछ ုံသိမ်းပိုင်နိုင်ခဲ့တယ်စက္ကန်းသာကျွာက TNL ရဲ့အခိုင်မာစစ်စခန်းတွေရှိရနေရအဲဒီမှာကျွန်တော်တက်မလို့ကတန်နလီယက်စကန်ကိုတိတ်ပိုက်တဲ့အခါမှာဆက်သွေမျောင်းတွေကကျွန်တော်ပေထောင်နဲ့ချီပါတယ်။ပြီးရင်သူကထောင်နဲ့ချီတဲ့အပြင်သူကကျွန်တော်တို့ဒီပတ်လန်းမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့စကန်လည်းဖြစ်တယ်။ ပတ်လမ်းမျိုးစုံနဲ့တနည်းအားဖြင့်ကျွန်တော်တို့ဒါဆက်သွဲမြောင်းကိုနက်နက်တူးထားတယ်ပြီးရင်တို့အဲ့မှာကြွက်တွင်းနေလို့ဂလိုင်းဖောက်ထားတယ်ပြီးရင်သူကဒီညေကြီးနေပါလောက်ထားတယ်ပေါ့ဗျာတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့အကူကြီးစေရေးအကူကြီးပြလို့ရအောင်အဲတနည်းအားမှာကျွန်တော်တို့ဒီတက်မလော့က drone နဲ့ဘုံကျဲလို့လေးနဲ့ဘုံကျဲလို့သူတို့ရဲ့အဖွဲ့ဝင်တယောက်ယောက်ထိသွားပြီဆိုရင်တော့မှအဲ့ဒီလူကိုဆွဲမယ်ဆွဲပြီးတော့ကျွန်တော်ညေကြီးရှိတယ်ညေကြီးနဲ့မှသူတို့ဆေးရုံတော့ပါလို့ရှိတယ်ညေကြီးနဲ့ကိုထည့်မယ်ထည့်ပြီးတော့သူတို့ဆွဲထုတ်မယ်ပေါ့ဆေးကူပြီးဆွဲထုတ်မယ်ပေါ့တကယ်ကိုကျွန်တော်စနေနေ့ကြခန့်စစ်ပြင်ထားခဲ့တဲ့နေရာ အဲ့ဒီတည်းမှဆိုရင်တမလို့ထဲချုပ်လိုက်တဲ့ဒီဒီ DNL ရဲ့စကမ်းမှာဆိုရင်တို့ရဲ့ဒီရိတ်ခါကိုတော်တွေတွေ့ရတယ်ပြီးရင်တို့ရဲ့ဆေးဝါးကိုတော်တွေတွေ့ရတယ်ပြီးရင်ကျွန်တော်တို့လှိုင်ကူထဲမှာလှိုင်ကူသဘောမျိုးလုပ်ထားတဲ့ဆေးုံငယ်လေးပါတွေ့ရတယ်လို့သိရတယ်အဲ့ဒီစကမ်းကိုတမလို့ကစတေဘာလာ26ရက်နေ့ကထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တယ်ဒီစကမ်းသားကြီးဝါနဲ့ကြောင်မဲမျိုးက၄ပိုင်ခန့်အကွာပဲတရှိတယ်တမလို့စစ်ချောင်းတွေကကြောင်မဲမျိုးကိုဝင်ရောက်တဲ့ခါမှာပင်မစစ်ချောင်းက၂နှစ်ရောက်ဝင်ပါတယ်ပရမကကျွန်တော်တို့နောင်ချိုးနဲ့နောင်ချိုးနဲ့ကြောင်မဲလမ်းပိုင်းအဲ့ဒီလမ်းပိုင်းကြီးကနေဝင်တယ် ဒုတိယလမ်းပိုင်းကတော့ကြောင်မဲနဲ့မိုးကုတ်လမ်းပိုင်းမိုးကုတ်လမ်းပိုင်းကနေဝင်တယ်ပင်မစစ်ကြောင်းကြီးကနှစ်နေရာဝင်တယ်ပြီးရင်ကျွန်တော်အခြားသောစစ်ကြောင်းတွေကလည်းဖြန့်ခွဲပြီးတော့ဝင်တယ်ဝင်တယ်အဲ့တော့ဒီတရက်နေ့ရက်၃ရက်လောက်ဆိုရင်တော့တပ်မတော်ကကြောင်မဲမြို့မှာနိုင်ငံတော်လည်းနေဆိုင်ပါလိမ့်မယ်တရက်နေ့ရက်၃ရက်ဆိုတော့ကကျွန်တော်ကရက်ကိုခွာပြောတာပါတရက်နေ့လေးကဒီတပ်မတော်စစ်ကြောင်းတွေဝင်ရောက်တဲ့အခါမှာတရက်နေ့လေးကပြန်ပြီးတော့ကျွန်တော်ခုခံပြီးပြစ်မယ်ဆိုတော့တိုက်ပွဲကရက်ကနည်းနည်းလေးကြာနိုင်ပါတယ်အဲ့လိုပုံပဲနဲ့တရက်နေ့လေးကကျွန်တော်တို့သူတို့အဲ 记录在你那里，扫描扫描咯，交门票咯，A C C B 端面你也批嘛嘞？嗯，美女不阿对阿咪啦，那当然嘛，侬阿讲到阿咪，你他个话，社会嘛也蛮多，我们国古地阿咪啦，买一杯奶茶嘛，就是招，以前招呢，比较是招个潮潮，招个是招个呢，阿龙猫是招猫，是招呢，土鳖又贵阿喏，你买，他妈他妈他妈，十八路唔是，你买唔咯？你阿要吃阿尼，美女不阿呀？你讲阿尼，有够贵咯，咪贵咯，女人唔来买啦，我，哈哈哈哈哈哈！你讲阿罗，有够贵阿咪？ ်တန်သိမ့်ခံထားတဲ့နေရာတွေကုန်လုံးပြန်သိမ့်မယ်ဆိုပြီးတော့ကြိုးကြော်ထားပေမဲ့လည်းလက်ရှိချိန်မှာတော့စစ်ကြောင်းရှစ်ကြောင်းထိုးနေရတော့လေးမိုင်กว่าတဲ့အနေထားတစ်ခု၄ရက်လောက်ကြာမနေတခုဖြစ်နေပါလေ။ဒါတော့တစ်ဖက်ကနေပြီးတော့ကြာသနာမှာနွားချမ်းသာမှာဒါတော့တစ်ဖက်ကမပြည့်ပဲနဲ့ပြန်ဆုပ်ပြီးမှပြင့်နေပိုကြမှာဆိုပြီးပြောနေတယ်တွေ့နေရပါ shit စကန်းနေရောက်ရှိ shit shit ကိုရောက်ရှိနေတဲ့ကြောင့်ပေါ့နော်တိတ်ပြီးမှဒါမပြောပြဘူးပေါ့နော်သူကလည်းပြောတယ်ဗျာနော်အရှင်ဖះအရှင်ဖះဟုတ်တဲ့ ခင်လာမောင်မောင်တို့တွေးတော့ပြောနေတယ်ဒီလိုမှသာကပေါ့ဟောသူတို့ပါဇက်ပါတာပြောပါစီလို့ဟောလားခင်လာမောင်မောင်လည်းရှင်ဘုရားကိုပြောနေတယ်ဗျာတဲ့ရှင်ဘုရားဩသူကကျုပ်ဆဲရတော့မဆဲသေးဘူးသူသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဝေဖန်သူလည်းကျုပ်ကိုဝေဖန်တုံ့တက်မှာပါဖြစ်ချာမှတ်လို့လို့ဟောလားသာပြောတော့ကျုပ်ပောက်ကူတော်ပြောတဲ့အဲမှာသူကအရင်ကျေးဆုံးလူလို့ကျေးဇူးတော်တင်အောင်လို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲရမှာပါဦးလေဗျာ အဲ့တော့သူသူဝေဖန်တော့နဲ့ဆိုတော့သူကြုတ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဥစဉ်ကတွေ့တယ်များသူဥစဉ်ကကြွားပြီးမှအတိုင်းရှင်းရှင်းဥစဉ်ကအကုန်လုံးပြောလို့မရဘူးဗျာနော်ဥစဉ်ကလက်တွေ့တမလေးဗျာပုံကတော့လက်တွေ့တမလက်တွေ့တမဆိုလက်တွေ့ပဲလုံးလုံးတယ်ဗျာအလုံးနဲ့ပဲတက်တည်ကြတယ်ဗျာနော်တိုင်းပြည်ကိုပါဇက်နဲ့ချစ်ပြအောင်နဲ့မကြည့်သေးဘူးဗျာပါဇက်နဲ့ချစ်ပြပါဇက်တော့ဘာပြောပြောသူတို့တွေကယူကျူးတုံးတာဗျာ လူကြီးတော်တော့အခုဆိုလို့ရှိရင်တကားဖီလန်မောင်မောင်တို့ဆိုရင်ဝင်ဝေးရမ်းကောင်းနေပြီဘလို့ဆိုတော့သူကဒီဘက်ကလည်းဥစဉ်တို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ်။ဟိုဘက်နီပိတ်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ပြ။အားပေးတဲ့တစ်ဖက်ကြိုက်သကလုံးလေးတွေ့ပေါ်သွားတော့လေကနော်။အားပေးကြတယ်ဗျာနော်။အားပေးကြတော့လူကြီးများတာပေါ့။လူကြီးများတော့ပို့ပြီးမှဝင်ဝေးကောင်းတာပေါ့ဗျာ။အဲသူ့ရဲ့အလုပ်ငပဲလေ။မရပါဘူးဆိုတော့တတ၄50တော့အေးစစ်စစ်ပဲလေဗျာနော်။ဒါပါပြောပြောဥစဉ်ဟုတ်လား။အလူပါဇက်ပါလို့ပြောမှာပဲ။ဥစဉ်လည်း ပြောခြင်းတဲ့ခါပြောမှာပဲဟုတ်လားဒီကလူကဖဲလာမှာဥစဉ်ရမြန်မာပြည်မှာပြည်တွင်းနေရနေဥစဉ်ကိုပြောနေရမှာဟုတ်လားပြည်တွင်းနေရနေပြောရင်ဥစဉ်လက်တွေတွားရှင်လို့ရတာလေအပြည်တွင်းနေရဥစဉ်ကိုဆဲဆိုနေတဲ့သူလက်တွေတွားပြောလို့ရတာလေလက်တွေတွားပြီးပြောလို့ရတယ်လေဗျာကဲမြတ်ထောက်ထားပြပြဘာပြဘာပြဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ဟောင်းတာကျုပ်ကဘာလို့ရမှာတော့ဘာမှစိတ်ဝင်စားအောင်เนาะဘာမှစိတ်ဝင်စားအောင်ဥစဉ်အလုပ်ကိုပဲဥစဉ်လုပ်မှာပါဗျာဟွန်းကဲကြာเนาะသင်ငန်းချုံပြခွေးဆွဆွဲခြင်းသေးတာ ဒီတွင်မှာရှင်သွားကြိတ်အောင်မှာသွားကြိတ်ရှင်သေးတာအိပရောက်နေလို့သူမတတ်နိုင်သေးလို့ငိမ့်နေနေထားပါပဲ။အဲဘာပဲပြောလက်ရှိမှာတော့ဖင်လန်မောင်မောင်ကိုသူကပြောချင်တဲ့သဘောတရားကတော့ဟိုဘက်ကြိုက်စကားပြောဒီဘက်ကြိုက်စကားပြောပြီးတော့ငွေတွေကဲ့ယူနေတယ်ဆိုပြောတာဖြစ်ပြီးတော့လူတွေတော်တော်များလည်းပေါက်ကွင်းနေရတွေ့ရပါတယ်။နော်။ကျမတို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြလင်ပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့က ကိုငဘိုတဲကမှကျမကသင်္ကန်းဂရုံးတုံးပြီးသင်္ကန်းဝတ်ထားတိုင်းကျမဥသုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ်အဲ့ဒီငါးပါးတီလလုံကြုံအောင်စောင့်ထိန်နေတဲ့ကျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့တီလနှစ်ပါးတော့မမြဲတဲ့ဘုံကြီးရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့ လူလဲဟောက်ချင်ဟောက်မှာပေါ့ဟောက်ချင်မှာလဲဟောက်မှာပေါ့ဘုံကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့228တွေတော့တိတ်ခါပုတ်ရှိတယ်အဲ့228တွေမပြောနဲ့ငါမသိလားအဲ့ဘုံကြီးစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့228တွေတော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိရလေဘယ်ဘုံကြီးလိုက်နာတာရှိလဲခုခက်မှာပြောစမ်းပါဟုတ်လားဟုတ်ကြတယ်မို့လားကျွန်တော်တို့ခုအရင်တော့ TV ကြော်ညာခစ်တုံးကကြော်ညာတွေမှာအဲ့ကြော်ညာတွေကိုတက်တက်ကိုစောင့်ကြည့်ရတာ အပန်းဖြေဖို့ဇာဆိုတာကလည်းဒီတစ်ခုရှိတာကိုပြည်သူတွေမှာအဲ့ချိန်ကစိတ်ဒုက္ခပေါင်း16000ကျပ်ဆင်းရဲနေရတဲ့အချိန်ဆိုတော့ဖြော်ပြေကြီးကဒီတစ်ခုပဲရှိတယ်။အခုလည်းပြည်သူတွေအတွက်စိတ်ဒုက္ခပေါင်း16000မကကျပ်ဆင်းနေရတဲ့အချိန်မှာစိတ်သက်တာရာသက်တာရာရာကြောင်းနည်းနည်းလေးမှပဲဖြစ်ဖြစ်ရေစက်လေးပမာအေးမြစေဖို့အတွက်ကျွန်တော်အောင်နေမျိုးကြောင်ရီချိုးကလည်းလာပြီလာပြီဒေါ်သက်ကြီးပေါ့ဗျာ။ ခုပြောချင်တာကပြန်လာပြီအချိန်လေးချိန်ခါရခဏနားလိုက်ရပြီမယ်လို့အခုပြောချင်နေတာပြောဖို့ကတော့ပြောစရာတွေကကြုံဖန်လာတော့လေပြောအောင်ပဲဗျာပြောရင်တော့ကြ བྱ ာတပုတ်နဲ့စပြီးပြောမယ်ဗျာကြ བྱ ာကိုယူပြီးတော့ပြောမယ်တေးကြတယ်ဒီပွဲမှာငါတို့ကမရှုံးတော့ဘူးဒါစင်မြေဆက်ဖက်စစ်စစ်တက်တော်လန်ရေးသွေးက နှွယ်လို့ဂိုင်းဆက်သွားပြီ။ဒါစဉ်မြေဆက်ဖက်စစ်စစ်တပ်ဒေါ်လန်ရေးဝိညာဉ်တက်ကခုန်ကူးသွားပြီ။ဒါစဉ်မြေဆက်ဖက်စစ်စစ်တပ်ဒေါ်လန်ရေးမျိုးယိုပီဇာဆဲကဒေါ်လန်စိတ်နဲ့ဘဝဆက်သွားကြပြီ။ဒါစဉ်မြေဆက်ဖက်စစ်စစ်တပ်ဒေါ်လန်ရေးတွေးတွေးချင်းထီလို့ပွင့်သွားတဲ့မိဘွားတွေလေ။ဒေကြတဲ့ ဒီပွဲဟာမင်းတို့ရှုံးပြီငါတို့နိုင်ပြီရဲ့။ကြပြစာကားကအဲ့လောက်ဘာကြောင့်ပါလို့ပြောရတယ်လဲဆိုတော့နည်းနည်းရှင်းပြရရင် line ပေါ်မှာတက်ဖို့တက်ဖို့ကျွန်တော်တွေးလဲရတယ်ကြေးရောတရောမှာဆန္ဒပြနေတဲ့လူတွေဘေးမှာကရက်ကြီးနေတဲ့ကလေးတယောက်သူ့အိမ်ရှိကနေဖြတ်သွားတဲ့လူအုပ်ကြီးဆန္ဒပြတဲ့လူအုပ်ကြီးကိုသူကလက်ညိုး၃ယောက်လက်၃ယောက်ထောင်ပြီးတော့ပြနေတာအဲ့ဒါကရှီလာမှာ၅နှစ်ကျော်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ် ုံလေးကအဲ့လိုမျိုးလေးအဲ့ပုံလေးကိုကြည့်ပြီးပြောရတာကျုပ်အဲ့ကဗျာကိုဆက်ရေးလဲရတာပဲနေကြတာကတော့ကျုပ်တို့ဘယ်တော့မှမရှုံးတော့ဘူးဆိုတာမျိုးဆက်တွေထွေကိုတော်လန်မျိုးဆက်တွေဖြစ်သွားပြီဘုဒ္ဓဘုကျင်ဆိုတယောက်ဘဲပုံဘဲနီးနဲ့ပဲနှိတ်ကိုကိုသွေးခွဲခွဲယူကောက်ဝဲဘလိုပဲလုံမယ်ပဲပြောပြောဘလိုပဲတိုင်ငံတကာပတ်လိညာပြီးတော့ပဲလုံနေနေကျွန်တော်တို့သွေးတဲ့ตาတဲ့မျိုးဆက်လိုက်မျိုးဆက်လိုက်ကိုသွေးရကူးသွားပြီ ော်လန်ကြီးအရှင်ကနောင်မျိုးဆက်တွေတူကူးသွားပြီးစေတကယ်ဟုတ်ပဲကျွန်တော်တို့နိုင်ကိုနိုင်မဲ့ပွဲဒီပွဲကတော့ဘာအကြောင်းအကြောင်းအကြောင်းမှရှုံးစရာအကြောင်းမရှိတော့ဒါပေမဲ့အမှန်တရားကရောက်တာနောက်ကျတတ်တယ်ဒါပေမဲ့ဘယ်တော့မှ မလာဘဲတော့မနေဘူးကမ္ဘာသမိုင်းအဆက်ဆက်မှာလည်းကြီးကြီးလိုက်နောက်ဆုံးမှာတော့အမှန်တရားကသာအနိုင်ရတာပါပဲအခုဆိုလို့ရှိရင်ကြီးလိုက်ဂျပန်ကဂျပူကောင်ရဲ့အဖြစ်က ခွေယူကောင်းစားတမွန်းတက်ဆိုသလိုပဲမြင်တော်ပြောရရင်ဗျာကျွန်တော်တို့ဝါဆိုဝါကောင်းရေကြီးတဲ့အချိန်မှာအချင်းတွင်းမြစ်တဲ့ရေပေါ်ခဏတာလှိုင်းအခက်မှာဝဲတက်လာတဲ့ဤလုံးလိုပဲအင်းဖြစ်ခေါ်တော့ခံရတာဒါကိုအဟုတ်ထင်နေတာမြင်တော်ပြောရလို့ရှင်ခွေကလာဖျားပွဲမှာတွေးလိုက်တယ်လို့မျိုးသူကပြောနေတာ ကိုလူတွေလည်းဒိုးယိုသမျှဒီကောင်စားမှာပဲဆိုပြီးတို့တန်ရှင်းကြီးလှုပ်ရမှာတက်တာတက်တာဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့ကြွေးသူကတော့ခွေးကားပြားပွဲကိုတွေးလိုက်တယ်လို့ပဲမျက်နှာကြီးကိုဖြီးနေတယ်။သွားပြီ။ဒီကဒီ UI မှာလက်ပေးတင်လို့မှမရတော့တာဘူး။ဒါကြောင့်မို့လို့မန်ဖီးပြမိနှံ့ပြဒီဆင့်နဲ့ပဲခြေနဲ့နေရတယ်။မရှိဆုံးနဲ့မှာညဝေအင်ကြီးနဲ့တရုတ်မကြီးတောင်မှပါသေးတာ။ကျွန်တော်ကျုပ်ကောင်မပါဘူး။တပုန်လေးထဲမှာကြီးကြီးလိုက်။နောက်ဆုံးနှမ်းတော့မှသူ့မှာမပါရှာဘူး။ ကျုံကောင်ရဲ့အစင်ကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကျတို့ငယ်ငယ်တုန်းကထုတ်စီတိုးတန်းကစားရင်ဘသူမှမဖမ်းကြတော့ပဲကလေးလိုမျိုးပဲတက်တက်ကိုခေါ်တုံးထားအတက်ကလည်းဖင်ဝှေ့ရှူနေတာခုချိန်ဒီလူကြီးတွေကြားထဲမှာဝင်ဆော့နေတဲ့ထမင်းတို့ဟင်းတို့လေးအဲ့လောက်အစင်ပဲရှိတာတဲအိတ်သွားခဲ့တဲ့အချိုးကလည်းတိုင်းပြည်ကိုရောင်းစားမှုငပုပစိန်ရိုးအချက်ကိုမရှိတာအာနာတော့ဆိုရင်တိုင်းပြည်ကိုမုံနဲ့တော့လဲစားမယ်ဆိုတဲ့အကောင်မျိုး ကူလက်ကြီးရုရှားကိုသူဒိုးပြန်ပြီပြောရမယ့်ဒုတိယကမ္ဘာစစ်တုန်းကဒီလူတွေကသူတွားခဲ့တဲ့သူတွေကဒုတိယကမ္ဘာစစ်ကာလကမိဆာဝင်ရိုးစွန်း၃နိုင်ငံဆိုးခဲ့အဲ့လိုမျိုးတွေအခုလက်ကြီးဝတ်တွေဝင်နေနဲ့ပေါင်းပြီးဝတ်ဝင်၃ဝါ၃လုံးပေါ့ဗျာဝါ၃လုံးစီရောက်သွားဝါ၃လုံးစီမှာဝါဝါစာဝင်နေပြီးတော့ဝီစကီလေးတက်တောင်းနေရတဲ့အဖြစ်ရောက်နေတာပေါ့ခုလဲရုရှားစီမှာဖင်မှုတောင်းထောင်အပြန်ပြီလေ လူဟာမှာတေကန်နိမတာကုရကေရမဲ့နေတယ်လို့မျိုးဟိုပြည့်ကေရဒီပြည့်ကေရနဲ့စိတ်တူကြီးရဲ့ဘောလိုမျိုးပဲနော်ဟိုတလောကဆိုပေမဲ့မကြသောကာလကလည်းကြည်လိုက်အောင်လေရုရှားကငါတလောပေါင်းနေသွားပြီးပေးနေတာပြောရင်ငါတလောပေါင်းဒီပလိုမေစီပေါ့ဗျာသွေးတူတေအောင်ပြန်လှုပ်ချန်ထားလားမသိဘူး ပြည်သူကိုကြတော့ဘုံတောင်းမကကျဲတယ်ရုရှားကိုတော့ငါတလောက်ပေါင်းနဲ့ကဲနေတယ်သူယွန်းစရာဂျပန်တိုက်ရတာနဲ့ငါပလောက်ပေါင်းကျွေးရတာနဲ့ဖုန်မင်းညင်အောင်ပြောရတာနဲ့ဒီလူရဲ့လုံရက်တွေကချီးတယ်ယွန်းစရာကောင်းနေပြီဂျင်သူသူရဲ့ကြည်အောင်ဟိုတလောကလည်းဒီပေါက်ကြားလာတဲ့စာလိုလို ဖော်ထုတ်စာလိုလိုလိုင်းပေါ်မှာပြန်လာတဲ့စာတွေကိုကြည်ချင်းအဖြစ် CRPH and UGPDF တို့ကိုတမရဥဝင်မြင့်ကမသိပါဘူးလို့တက်တည်ပြချင်းဇောနဲ့ တရားရုံးကြီးချက်ကိုလစ်လုပ်ပြီးပေးလိုက်တော့မှလူတို့ရွေးကောက်ထားတဲ့တမရတယောက်ကိုတကူဓမြတွေလိုအကြမ်းဖက်ပြန်ပေးဆွဲသွားတယ်ဆိုတာကိုလူသိရှင်ကြဝန်ခံလိုက်တယ်လို့ဖြစ်သွားတာဘုဒ္ဓဘုရင်ဆိုရဲကအခုတော့သူ့လုံပုံကကြည်လန်ဖောက်တယ်ပြန်ချရလို့ရှင်သူ့လုံပုံကိုဖောက်တယ်ပြန်ချဝရမ်းမပါပဲနဲ့စင့်ခေါ်သာမရှိပြောင်စုတရားလွတ်တော်ကိုဥထိုက်ရှောက်ထားခြင်းမရှိပဲတနက်ထောက်ပြီးဖမ်းသွားတဲ့ကိစ္စ ကမ္ဘာပေါ်မှာဘယ်တိုင်းပြည်မှာမှာဘယ်စနစ်မှာမှာတရားဝင်လုပ်လို့ရတာမဟုတ်ဒါမျိုးမှာနိုင်ငံတော်ပုံကံမှုစစ်စစ်အကြံဖက်စစ်စစ်ဒါမျိုးမှာနိုင်ငံအာဏာအကြံဖက်လူယူမှုစစ်စစ်ဒါမျိုးကမှလက်မှုလက်ချက်ပေါ်နေတဲ့နိုင်ငံတော်ရာဇဝတ်မှုကြီးစစ်စစ်ပဲဒီရာဇဝတ်မှုကြီးစစ်စစ်ကြီးကိုကြီးတွေးတဲ့နိုင်ငံတွေကလက်ခံပြီးတော့လက်ခံနေကြတာနော်ဒီရာဇဝတ်ကောင်ကိုလက်ခံနေကြတာ ဒီရာဇဝင်းမှုကိုကျူးလွန်သူတွေကလည်းတနေ့မှမလွဲမသေးတရားဥပဒေရှေ့မောက်မှာကျတို့ရောက်ကိုသွန်းမယ်ရောက်ကိုရောက်စေရမယ်။ဗန်မျိုးဒီအရလုံးမဒီဗီဒီယိုတော့နေပဲဆုံးလိုက်ပါတယ်။နောက်တစ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတစ်လမ်းဖြစ်တဲ့ကျွန်တော်ရဲ့ Google Revolution Channel လေးကို Like and Subscribe လုပ်လန့် Subscribe ပြီးပေးခွန်နေကြခြင်းတစ်လမ်းများပြီးတွင်သတင်းအားလုံးရှုနာဆင်ရိုက်ဖြစ်ပါတယ်။ဗန်မျိုးဒီအားလုံးပဲဟောပေးတဲ့မိပေးတယ်မှာအမြန်ဆုံးကြည့်ကြပါစေလို့ထပ်မံတောက်ဆပြုနေပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးပြကြပါမယ်။ဆုံးနေရှိပေးတဲ့ဒုက္ခရှင်တွေကိုထူးပဲကျေးဇူးတင်ရှိပါရစေဗျာ။